မင်္ဂလာပါရှင်တန်လွင်တိုင်းရဲ့တဏိတာနောက်ဆုံးရသတင်းများစူးစီးမှုပေါ့ကတ်အစီအစဉ်ကနေကြိုးဆိုလိုက်ပါတယ်ကျွန်မဖြစ်ဖြစ်ပါဒီကနေ့2025ခုနှစ်ဧပြီလ26ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီရဲ့ကပ္ပစ73ဆက်ယုံရှော့တိုက်တုံတိုက်ခိုက်ခံရတဲ့သတင်းဒေါ်လန်ရေးကာလာအတွင်း SOS အဖွဲ့ဝင်20ဦးကြာဆုံးခဲ့တဲ့သတင်းတဝဲမှာတိုက်ပွဲပြင်းထန်လို့အရသာထိခိုက်သေးဆုံးမှုတွေရှိနေတဲ့တဲ့ရင်အပါအဝင်နိုင်ငံတကာသတင်းတွေမှာတော့ အမေရိကန်ရဲ့အခွန်ကောက်မှုပြင်းထန်တဲ့အတအဝါဒကိုပြသနေရလို့တရုတ်ပြောတဲ့အကြောင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစင်ပါဝဲညွန့်နယ်ရှိစစ်ကောင်စီရဲ့အမှတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံကပါစာ73ကိုတရားခွန်မမလျှော့တိုက်တုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rich Warrior for Myanmar BWN ထံကနေသိရပါဗျ။မနေ့က April 25ရက်နေ့ည7:00နာရီအချိန်ခန့်မှာစင်ပါဝဲညွန့်နယ်ရှိစစ်ကောင်စီရဲ့ကပါစာ73ကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကတရားခွန်မမလျှော့တိုက်တုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။လျှော့တိုက်တုံ ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ကပါစာ73အတွင်းရှိအစပြို ရန်ပရိုင်မာစက်ယုံအပါအဝင်အခြားစက်ယုံတွေထိမှန်ပောက်ကွဲခဲ့ပြီးထိခိုက်မှုရှိခဲ့တယ်လို့ Brave Warrior for Myanmar BWN တာဝန်ရှိသူတဦးကတန်လွင်တိုင်းကိုပြောပါတယ်ကပ္ပစာ73ဟာစစ်ကောင်စီအတုံးပြုနေတဲ့အသေးစားကြီးစံမအစအကြီးစားလေရင်ဘုံသီးအထိပြုလုပ်ရမှာအဓိကအတုံးပြုနေတဲ့ဖောက်ခွဲမှုကရိယာဒဒနေတနဲ့အစပြုရန်ပရိုင်မာရီကိုအဓိကထုတ်လုပ်ပေးနေတဲ့စက်ယုံဖြစ်တယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့လက်နက်ခဲယံထုတ်လုပ်ရမှာကြည်စံမအစလက်ပစ်ပုံမစ္စတာဒုံးကြီးအထိကပ္ပါစ73ရဲ့ primer ဆက်ယုံမှထုတ်လုပ်တဲ့ primer တွေကိုအသုံးပြုနေရတာကြောင့်အဲ့ဒီဆက်ယုံပျက်စီးရင်တခြားဆက်ယုံမှထုတ်လုပ်မှုတွေလည်းထိခိုက်သွားနိုင်တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကို Bridge Warrior for Myanmar BWN အဖွဲ့ရဲ့ဦးဆောင်မှုဖြင့် Shadow အညာ No More Dictatorship NND အဖွဲ့နဲ့ Eagle Brigade တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းနေပြည်တော်ရှိစစ်ကောင်စီရဲ့အီလာလီတက်စခန်းရှော့တိုက်တုံးနဲ့ပြစ်ခတ်ခံရတာကြောင့်လီတက်အဆောက်တပ်သား6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အဦးတစ်ခုမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ အနာသိန်းစစ်အုပ်စုပြုတ်ကြရင်နှွေဦးတော်လန်ရေးတိုက်ပွဲလေးနှစ်တာကာလအတွင်းရဲဘော်ဆရာကျောင်းအပါအဝင်တပ်ဖွဲ့ဝင်ရဲဘော်20ဦးကြဆုံးခဲ့တယ်လို့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကဒီကနေ့ဧပြီလ26ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။မနေ့ဧပြီလ25ရက်နေ့ကအထူးစစ်စင်ရေးတပ်ဖွဲ့ SOF ရဲ့စစ်ကြောင်းတစ်စစ်ကြောင်းဦးရဲဘော်ဆရာကျောင်းကြဆုံးခြင်းတစ်နှစ်ပြည့်နဲ့ကြဆုံးရဲဘော်ဒီအောင်မေတ္တရီယာလေးပြုခြင်းခန္ဓာတည့်ရဲ့ကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာပြည်သူကာကွယ်ရေးတပ်မတော်အလံတော်ကိုအလံတော်ဝက်ချလေးပြုတာတစ္ဆာဒိဋ္ဌံရွတ်ဆိုတာကြာဆုံးရဲဘော်တူချင်းစီရဲ့တော်လန်ဤဆောင်ရွက်ချက်မှတ်တမ်းတွေကိုအောင်မေတ္တရိယဘွယ်ဂုံယူဘွယ်ပြန်လည်ဝင်မြခဲ့ပြီးကြာဆုံးရဲဘော်တွေလေးပြုတာဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကြောင်းမှုရဲဘော်ဆရာကျောင်းနဲ့တူရဲဘော်ကလာကြီးရဲဘော်ကူဟင်းရဲဘော်မိုက်တီတို့လေးဦးဟာ2024ခုနှစ်ဧပြီ25ရက်နေ့ကကရင်ပြည်နယ် ဖျားသုံးစုမျိုးနည်းရှိစစ်ကောင်စီရဲ့တောင်စွန်းစကန်သိန်းတိုက်ပွဲမှာကြာဆုံးခဲ့တာဖြစ်ပါတယ်။အဒုစစ်စင်ရေးတပ်ပွဲ SOA အနေနဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေကို သက်စွန်းအာဇနီစုတစိတ်ချီးမြှင့်ခဲ့ကရဲရင်သောအာဇနီတွေဖြစ်အထူးပင်မှတ်တမ်းတင်ထားရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဒုစစ်စင်ရေးတပ်ပွဲ SOA ဟာမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်တေသရဲ့လက်ရုံးအထူးတပ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ နင်းသာရီတိုင်းဒဝဲမျိုးနယ်မောင်မဲရှောင်ကျွေးရွာအနီးဟာလီခွေနာမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးအရက်သားထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြာကပြောပြပေးမှာဖြစ်ပါတယ်။ဒီကနေ့ဧပြီလ26ရက်နေ့မနက်ပိုင်းကစပြီးမောင်မဲရှောင်ကျွေးရွာအနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လန်ရေးအင်အားစုပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ရာကနေနှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွင်ဇဟာကျေးရွာကနေမောင်မေရှောင်ကျေးရွာထံဆိုင်ကယ်နဲ့ပန်းလာရောင်းတဲ့အသက်40ဝန်းကျင်အရွယ်လင်မယားတွေဖြစ်ကြတဲ့ကိုမျိုးကျော်နဲ့မဆွေစင်အောင်တို့နှစ်ဦးတေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်နှစ်ဖက်တိုက်ပွဲတွင်မောင်မေရှောင်ကျေးရွာဖုန်ကြီးကျောင်းနီးလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်တန်ကားနှစ်ပါးနဲ့ကိုရင်တပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြပြကြားရသိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာနေ့လယ်တနာရီချိန်အထိတစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်ပြီးစစ်ကောင်စီဘက်ကလည်းလေချောင်းကနေဘုံ၆လုံးထပ်မင်းလာရောက်ကျဲချသွားခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲကြောင့်တဝဲဘိတ်ကားလမ်းမှာခရီးသွားကားယာနေချီပိတ်မိနေပြီးစစ်ကောင်စီဘက်ကလည်းမြေပြင်ကနေစစ်ကူပေးဖို့ကြိုးပမ်းတာတွေရှိနေပါတယ်။ တပတ်စီရဲတဲမာနေတဲ့ဒဝယ်မြို့မှာပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းတောင်သုံးလုံးကြေးရနဲ့ကြောင်မဲတောင်ကြေးရလေကြောင်းတိုက်ခိုက်ခံရတာကြောင့်အရသာတူးတေဆုံးပြီးစာတင်ကြောင်းအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့ပါတယ်။အမေရိကန်ရဲ့အခွန်ကောက်မှုပြင်းထန်တဲ့အတဝါဒကိုပြသနေရလို့တရုတ်ကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်။ အမေရိကန်ပြဋ္ဌာန်းထားတဲ့အခွန်အတုတွေနဲ့ပတ်သက်လို့နိုင်ငံတကာစည်းမျဉ်းဥပဒေတွေဘက်ကယက်တီမှာဖြစ်ပြီးကိုကျိုးစည်းပွားကာကွယ်ရေးဝါဒကိုဆန့်ကျင်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝိုင်းကဧပြီ26ရက်မှာပြောကြားလိုက်ပါတယ်။ကာဇက်စတန်နိုင်ငံမှာကျင်းပခဲ့တဲ့တရုတ်ဗဟိုအားရှနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပမှာဝန်ကြီးဝိုင်းကအခွန်တွေနဲ့ပတ်သက်လို့ဗေကျင်းအနေနဲ့တခြားနိုင်ငံတွေနဲ့သားရရီသွားမှာဖြစ်ပြီးနိုင်ငံတို့ရဲ့အနိုင်ကျင့်မှုနဲ့ပြင်းထန်တဲ့အတ္တဝါဒမြင်သာလာအောင်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ုံသွယ်မှုနဲ့ပတ်သက်လို့ကျောင်းနဲ့မိမိတို့ဆွေးနွေးနေကြောင်းထရန့်ကပြောထားပေမဲ့ဘေကျင်းကဆွေးနွေးမှုမရှိဘူးလို့ပြန်လည်တုံ့ပြန်ထားပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကကုံသွယ်ရေးနဲ့ပတ်သက်လို့မိမိကိုဆက်သွယ်ဆွေးနွေးလာခဲ့တယ်လို့ထရန့်ကပြောဆိုထားပါတယ်။ဘေကျင်းနေတဲ့တခြားနိုင်ငံတွေနဲ့သသားတဲ့ယက်တိသွားမှာဖြစ်ပြီးကဘာကြီးတည်ငြိမ်စေရေးနိုင်ငံစုံပါဝင်မှုကိုထိန်းသိမ်းသွားမှာဖြစ်ကြောင်းဝန်ကြီးဝမ်ဟီကပြောပါရီသမ္မတထရန့်ကအမေရိကန်ရဲ့ကုန်သွယ်ဘက်တွေအပါအဝင်နိုင်ငံအများကိုအခွန်တိုးကောက်ပြီးကုန်သွယ်ရေးလုံခြုံရေးပြမှုကိုရှော့ချမယ်လို့ပြောဆိုထားပါရီ အမေရိကန်ရဲ့ခွန်တွေကြောင့်ကမ္ဘာတဝန်းမှာဈေးကွက်တွေကမောက်ကမဖြစ်သွားခဲ့ပြီးစားသုံးသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကြားစိုးရိမ်မှုတွေဖြစ်ပေါ်နေပါသည်။တလွင်တိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်္ဂါကြာတာပရီစနေနေ့တွေရဲ့ညနေ6:00ခွဲအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါသည်။ တလွင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တလွင်တိုင်းရဲ့ website စာမျက်နှာတွေနဲ့တလွင်တိုင်း application မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တလွင်တိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုတွေကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။